စစ်ကောင်မချင်းတန်းပြစ်ခဲတက်ခိုက်လို့၃ရက်မှာရက်သား၁၂ဦးသေဆုံးပြီး32ဦးဒဏ်ရာရတော့တယ်လို့အော်တဝါလ31ရက်ဒီနေ့ရခိုင်မျိုးသားအဖွဲ့ချုပ်ထုတ်ပြန်ပါတယ်။အရခတ်တတော်ထိန်ချုပ်ထားတဲ့ပေါတော်မျိုးတွေကိုအော်တဝါလ29ရက်နေ့ကစစ်ကောင်မချင်းတန်းလက်နက်ကြီးပြစ်ခဲလို့တောင်ညိုရော်မအသက်9နှစ်အရွယ်မက်ဆင်ချူဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီအပြင်မက်ဆင်ချူဦးရဲ့အဖေဖြစ်သူအသက်30အရွယ်ဦးနေဇော်ထွန်းနဲ့အသက်66နှစ်အရွယ်ဦးမောင်စင်ဝင်းဒဏ်ရာရတော့ပါတယ်။နောက်ပြီး ကြောက်ဖြူမျိုးနဲ့ဇင်းချောင်းတိုက်နယ်ဇင်းချောင်းကုံွေကျွော်ကိုအော်တဘောလာ30ရဲ့မနေ့ကစစ်ကောင်မရှင်တဲ့လေချောင်းတိုက်ခိုက်လို့ခုနှစ်ဦးတေဆုံးပြီး18ဦးဒဏ်ရာရတော့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ဇင်းချောင်းကုံွေကျွော်ကအသက်22နှစ်အရွယ်မတ်စပေဝင်းအသက်53နှစ်အရွယ်ဒေါ်တန်နာညင်းမေးရဲရောကအသက်32နှစ်အရွယ်ဒေါ်မေမြတ်သူအသက်35နှစ်အရွယ်ဦးမောင်မြင့်ဆိုဇင်းချောင်းနေပြည်တော်ရောကအသက်29နှစ်အရွယ်ကိုအောင်ပိုင်ထွေးခေါ်ပမာရှင်နှင်းမူရင်းရောက အသက်16နှစ်အရွယ်မဆုမရေတည်ဆုံးပြီး38ဦးတန်ရာရခဲ့ပါတယ်။အဒီပင်အရခတတော်ထိန်ချုပ်ထားတဲ့ရေတိတော်မျိုးနေမိုးစေကန်ကန်ကိုလည်းအော်တိုဘလာ30ရဲ့မနေ့ကစစ်ကောမရှိတဲ့ဒရုန်းပုံချတိုက်ခိုက်ခဲ့တာပါ။အဲဒါကြောင့်အသက်52နှစ်အရွယ်ဦးထွန်းအေးလိုင်မှာဘုံစားထိမှန်တည်ဆုံးပြီးအသက်22နှစ်အရွယ်ကိုဖြိုးဝေထွန်းနဲ့အသက်38နှစ်အရွယ်ဦးမောင်မောင်ထေးတန်ရာရခဲ့ပါတယ်။အရကတိတော်ထင်ချုပ်ထားတဲ့ပုံနာကျုံမျိုးနဲ့ပန်နီလာကြီးရော်ကို အော်တိုဘားလ31ရက်ဒီနေ့စစ်ကောမရှင်တက်လေးကြောင်းတက်ခိုက်လို့ကလင်းငယ်တွေအပါဝင်လေးဦးတေဆုံးပြီးဆယ်ဦးတန်ရာရတော့ပါတယ်အဲ့ဒီတေဆုံးတန်ရာရသူတွေထဲမှာကလေးသူငယ်တွေမျိုးသမီးတွေတကြီးယိုတွေပါဝင်တယ်လို့တန်ရာပြည့်ခန့်သူတွေလေးပါဝင်ပါတယ်စစ်ကောမရှင်တက်ပြည့်ခန့်လို့လူနေအိမ်တွေဆိုင်ကလေးတွေကားတွေပျက်စီးသွားတယ်လို့ပုံနာကြုံမျိုးကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်လို့ယုံလေးအဆောက်အဦတွေလေးထိခိုက်ပျက်စီးသွားပါတယ် အရခတ်တက်တော်ထိန်ချုံမြို့နေတွေကိုစစ်ကောင်မရှိတဲ့လေကြောင်းတိုက်ခိုက်တာတွေနှင်းစင်ရဲဆက်ပြီးလုံနေတာမျိုးပြည်သူတွေတည်ဆုံးတန်ရာရနေကြတာပါအဲ့ဒီစစ်ကောင်မရှိတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအရခတ်ပြည်သူတွေအထူးသတိထားကြဖို့အော်တဝါလာ32ရဲ့ဒီနေ့ရခိုင်မျိုးသားအဖွဲ့ချုပ်ကအထူးသတိပေးထားပါဗျာ